Ghost River Channel ကိုချစ်ခင်အားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါ။ထောင်းလင်းတင်ဆက်ပေးချင်တာကတော့စာရေးဆရာဆရာဒရိဆက်ကရေးသားထားတဲ့ဓမင်းွယ်ဆိုတဲ့စေဝင်စားဝယ်ရာဇာလန်းအစာဆုံးကိုထောင်းလင်းတင်ဆက်ပေးမှာဖြစ်ပါတယ်။ Subscribe Like and Share ခေါင်းလေးနေပြီးတော့အားပေးသွားကြပါအောင်ရှင်။ကျေးဇူးများကြီးတင်ပါတယ်။ဒါဆိုရင်တော့စလိုက်ပါပြီ။ကျွန်မကတော့ခိုင်ပါရှင်။ဖောင်ဝင်မြေရိုးတိုင်းလှေနှစင်းကစုံစမ်းလာတာ။ လေနှစင်းစလုံးမှာစပားဝင်ပါ90ခန်းအရွယ်တူစိုက်တူဖြစ်နေပြီးလေပေပိုင်းမှာဇဏီပေါင်းမိုးတဝက်တာတက်ဆင်ထားကလေဦးပိုင်းမှာအလျားရှိစွာသောရင်းလေကြီးတွေငချောင်းတောင်းတွေတင်ထားတဲ့အတွက်ချောင်းပိတ်ရန်ဆင်းလာကြောင်းအလွယ်တကူသိနိုင်နေရှိဆောင်မင်းဖြစ်နေကစားလေးစံနေရအတွက်ထန်တလောက်ခရီးမပေါတော့လေပဲလေခက်နေသူနှစ်ဦးမှာတော့စိတ်ပြန်အာရုံချင်းမရှိပဲရီမန်းထားတဲ့နေရာကိုမရောက်မချင်းဇွဲနဲ့သွားမဲ့သူတွေဖြစ်ပေးတယ်တို့တော့ အချိန်နေနဲ့အချိန်ခါရမိမိတို့ရည်မှန်းထားတဲ့နေရာကိုမရောက်နိုင်တော့ဘူးလို့တွေးမိကြတာနဲ့ဦးလေးသားတို့ရေဒီပုံနဲ့တော့ကျွန်တော်တို့သွားမယ်ချောင်မိမမဟုတ်တော့ဘူးဗျဒါကြောင့်လေးကွင်ရဖြစ်တဲ့ကြောင်ထောက်ရေကြော်တွေကလှည့်သွားရင်းနဲ့ဒီညတော့အဲ့ဒီထဲမှာပဲဝင်ပိတ်ကြရင်ကောင်းမလားလို့အေးကောင်းသားပဲကွာအသက်50ခန်းရှိတဲ့ဦးသားတို့နဲ့အသက်30အရွယ်သားရှိသေးတဲ့နေမောင်းလေးနဲ့နောက်မကျစီပဲခန့်လိုက်လာရင်နေမောင်ပြောတဲ့အကြံတွေကိုသဘောကျသွားတော့တာတို့တော့ ဟာဝင်းမြစ်ကိုဖျက်ပြီးပြီးဆိုရနဲ့ဆက်ကျုံးလက်ကြားဘေးကနေခလာကြပြီးနှစ်ကွေးမြသွားမိပြီးဆိုရနဲ့အရှိဘက်ကမ်းမှာရှိတဲ့မိမလာကျုံးကိုဖျက်ကူးကြလေတော့တယ်မကြခင်လိုင်းလေလို့ရကြောင်တောက်ရေကြော်တွင်ကိုဝင်မိပြီးဆိုရနဲ့ဥဒါကျုံးကအေးဒီရေကြော်ရဲရချောင်းတွေရနာမည်ကြီးနေရတော့မှန်ပဲမင်းလည်းကြားဘူးမှာပေါ့ပိတ်သမျှရင်းနေကွဲထွက်ကုန်ပြီဒီတိုင်းပြန်ကြတာမနေတော့ဘူးကွာနီမောင်ကလေခန့်နေရင်းနဲ့ကြောတွန်ပြလိုက်တယ်ရေစီးချမ်းလို့ကွဲကုန်တာများလားဗျာ မဟုတ်နိုင်ဘူးကတတဝါတကောင်ကောင်ခွဲထားလို့ကွဲထွက်တာမျိုးငါတီတီချာချာမြင်ဘူးတာပဲอืมစိတ်ဝင်စားစရာတော့ကောင်းပါတယ်အင်းလေးသူများပြောရနေတော့ယုံစရာမလိုပါဘူးဒီညပိတ်ကြည့်ကြမှာပဲကိုရီတီရတော့မှာပေါ့အေးဒိုးနေရောင်လေတယောက်တော့တိုးနိုင်တယ်တယောက်ចောင်းရှင်တယောက်ကအသက်ပေးကူညီကြမှာကြောက်စရာမလိုပါဘူးနှစ်ယောက်သားစကားတပြောပြောနဲ့ချောင်းတွဲပိုင်းကိုဝင်လာကြလေတော့တယ် တစားမုံလာဆန်းစေရနေအနေညညနေစောင်းမီစရာနဲ့ချောင်းတွင်းမှာရေနှမ်းသွားပြီးဥဒတော်နဲ့အနီမောင်းမှာဒစိမ့်စိမ့်ဝင်လာတဲ့အီအီတန်ကိုဂယုမပြူအားပဲနဲ့မိမိတို့လုပ်ငန်းအတွက်ပြင်ဆင်နေကြလိတော့တယ်။နီမောင်ကြီးလဘတဲ့ပင်ချောင်းနဲ့တမဲပင်ချောင်းမင်းကြိုက်တဲ့ချောင်းဒါရွေးပြီးတော့ဟိဥဒတော်ကလုံတန်းရင်ဝိုင်းရင်သူပြပြီးငဲသူကိုဦးစားပေးလိတော့တယ်။ဥဒတော်ကြိုက်တာယူပါဗျာကျွန်တော်ကဘဲချောင်းမဲ့ဖြစ်ဖြစ်ရပါတယ်။နီမောင်ကလည်းငဲသူပင်ချက်နေကစားအလိုက်အသိစွာအခွင့်အရေးပြန်ပေးလိုက်တော့တာ။ ဒါလို့ဆိုရင်မင်းလဘတပင်ကိုယူငါတမဲเจ้าကိုယူမယ်ထိစရာရှိလဘတပင်ချာပို့ထီတယ်ကွာဒါပေမဲ့တတိတော်ထားရင်တော်ကြာရင်ခွဲကြီးနဲ့ငါတကောင်မမရဖြစ်နေပါအောင်မယ်ရပါတယ်ဗျာဒါရင်မမှုပါအောင်ဒါပေမဲ့ဒီအဖြစ်မျိုးတွေကတချောင်းနဲ့ဆွဲဆွဲမြဲမြဲဖြစ်တယ်လို့မကြားမိပါအောင်ဒီတဝိုင်းမှာရှိရဲ့ချောင်းတွေကတချောင်းစီလှည့်ဖြစ်နေရမလားအေးဒါပေမဲ့တတိတော်ထားရင်ဒုနီယောက်တိတ်ဝေးတာမှမဟုတ်ပဲတယောက်ချောင်းရှိတယောက်ကူညီနိုင်ပါတယ်ကဲသွားမယ်ဟိဟုတ်ကဲ့ဟုတ်ကဲ့ ။နေရောင်သားကိုပိမဲ့ချောင်းရှိရာစီကိုအသေးသေးထွက်ခွာလာကြတာ။မိုးချုပ်သွားတာနဲ့တောင်ပေါ်ကမြောင်မောင်းမအော်တန်ညငက်လီရီအော်တန်နဲ့ရေစစ်ချိန်မှာအော်လေးရှိတဲ့ဘုတ်တန်တွေပါကြားလာရပြီ။ချောင်းရိုးတရှောင်းမှာလည်းရေထာဥခါမလို့ငါမစုံနေမြူးထူးလှူရှာနေကြတာ။နေမောင်ကလေးလေးတချွန်ချွန်နဲ့ခန့်လာရမကြခင်လဘာတပင်ချောင်းကိုရောက်လာပြီ။ချောင်းမှာအတိုင်ငယ်ကျဲဝင်းတော်တဲ့ရေစစ်ချိန်မှာရေနှဲငယ်ကြံလေတဲ့။ချောင်းများဘက်မှာအိုင်ရီရှိရလို့နေမောင်ကြားဘူးတဲ့။ လီယိုချောင်းဝါမှာစိုက်ထားပြီးနေမောင်ကမ်းပေါ်ကျလာပြီးချောင်းတွင်းဘက်နာမှာအရင်လူတွေပိတ်သွားတဲ့ရင်ချက်တွေကိုတွေ့ရပြီးအတွင်းနောက်တိုးလာတဲ့အခါရင်ချက်တွေကိုမတွေ့ရတဲ့အတွက်အဲ့ဒီနေရာမှာပိတ်ရန်ဆုံးဖြတ်လိုက်တော့တာနေရာရွေးပြီးပြီးဆိုတာနဲ့ပထမဦးစွာမြေနေထားအောင်ကြည်ရတယ်ဒီဘက်မှာဟိုဘက်ကန်းထိရင်ကူးမဲ့နေရာတစ်ချောင်းမှာတတုံးတစ်ကိုင်းနဲ့အခြားအမာခံတွေရှိနေလို့မဖြစ်ပါစေ တကယ်လို့တနေရာမှာတတုံးတကိုင်းတစ်ခုခုခံနေမယ်ဆိုပါကရင်းဆိုင်တဲ့အခါမှာကြွတတ်နေပြီးရှေးစီရနဲ့ကြမယ်ဆိုရင်အပေါက်ဖြစ်သွားကြပြီးဒါကြောင့်ချောင်းပိတ်တဲ့သူတိုင်းဥစွာမြင်းနေထောင်ညီညွတ်မှုရှိမရှိကြည့်ရခြင်းဖြစ်ပြီးနီမောင်တယောက်စိတ်ချိန်နှလုံးအောင်စစ်ဆေးကြည့်ရှုပြီးတော့မှဓာတ်နဲ့ခုတ်ရအရာပေးလိုက်တယ်။အဲလိုပြုလုပ်ရခြင်းမှာညီအောင်မှာအမကန်ရှိနေရင်တိနိုင်ရန်နဲ့ရင်းဆိုင်တဲ့အခါအလွယ်တကူဝင်သွားစီရန်အတွက်ဖြစ်ပြီးတယ်။အားလုံးစိတ်ချရပြီဆိုတော့မှဘေးတစ်ဖက်တစ်ချက်မှာ လန်နာရင်းတွေကိုတည်တည်ချာချာအသေးဆိုင်လိုက်တာဟာနီရဲ့နေရာတွေကိုရှင်စည်းတွေနဲ့ဖာထရသေးတယ်။အဲလိုစေးစေးဆက်ဆက်ပြုတ်လုတဲ့ဂျာကပင်အပေါက်ကဖြစ်နေတတ်သေးတာ။လန်နာအတွက်စိတ်ချရတော့မှရင်းရှိကိုယူပြီးတော့လန်နာရင်းနဲ့တွေ့ရပြီးတော့တယ်။အဲလိုတွေ့တဲ့အခါကနောဝါပါပါကိုတထွားခန်းဖြတ်ပြီးတော့အပြားနှစ်ဖက်ခြုံထားတဲ့အရာနဲ့ကတ်တွေ့ရခြင်းဖြစ်ပြီးတယ်။ နေမောင်တို့ချောင်းဖိတ်တဲ့ကာလမှာ1958ခုနှစ်ပတ်ဝန်းကျင်ခန့်လောက်ကဖြစ်တဲ့အတွက်အခုခေတ်လိုမျိုးနိုင်လွန်ပိုက်ထယ်တွေမပေါ်ကြသေးပါသေး။ဒါကြောင့်ဝါဒန်းတွေကိုလက်တန်းဒီပါခန့်တန့်ပြီးတော့အုံဆန်ကျိုးနဲ့အခိုင်မာကျက်ထားတဲ့ရင်းတွေကိုသာအသုံးပြုချခြင်းဖြစ်တယ်။ကျက်ထားတဲ့ကျိုးကွန်ဝေးကိုတမိုက်တထွာအစားစားထားကြတာ။ရင်းရှည်ကိုလည်း၈တောင်၁၀တောင်၁၂တောင်စသဖြင့်အရွယ်စားမျိုးမျိုးထားရတယ်။နေမောင်တယောက်ရင်းတွေကိုနေသားတကြစိတ်ချလက်ချပြင်ဆင်ပြီးတော့မှလှေစီကိုပြန်ဆန်းလာခဲ့ပြီး သူ့လေစီကိုရောက်တဲ့အခါချောင်းတွင်းကိုရေရေစည်းဝင်လာတဲ့အတွက်ရေတအူးနဲ့မြူထူးစွာဝင်လာတဲ့ငါးပစုံတွေကိုအားရပွေရာတွေ့ရပြီးတော့တယ်။ရှွန်စေးနေတဲ့သူ့ရဲ့ခြေထောက်ကိုပင်ဝင်တိုးမိကြပြီးနေမောင်သဘောကျစွာပြုံးပြီးဥဒါရုံရှိရာစီကိုခတ်ထွက်လာခဲ့လိုက်တော့တာ။ညဘက်မှာနှစ်ယောက်သားမအိတ်ကြပဲရေနှွေးချိုတောင်းရင်းနဲ့စကားကောင်းနေကြတယ်။ချောင်းတစ်ချောင်းမှာတန်ပန်ငါးစားတန်ငါးမြူတန်ကလွဲပြီးထူးထူးခြားခြားဘာမှမကြားရတဲ့အတွက်ဒီညတော့အချိန်ကြီးအေးအေးဆေးဆေးပါပဲလားကွာ။ ဒီပုံဆိုရင်ဒိုမန်းနဲ့တားရနိုင်နေကွဟုတ်တယ်ဦးလေးတာတော့သူတို့ချောင်းတွေကိုတခြားလူတွေဝယ်မှာဆိုလို့ချောင်းလန်ထားသလားမသိဘူးနော်ဒါပေမဲ့တတိတော်ထားပေါ်ကွဟုတ်တယ်မလားတတိဆိုတာပိုရဲမရှိဘူးလေတဖြည်းဖြည်းနဲ့ညက်ထပိုင်းကိုရောက်လာလေရာ လာပင် အတော်မြင့်လာကြပြီရေပြေကန်နေပြီဖြစ်တဲ့အတွက်ချောင်းရိုးတစ်လျှောက်မှာဘုတ်အော်တန်တွေပေါ်ထွက်လာပြီထိုစဉ်ဥတာတော်လေးအားမှတစုံတစ်ခုကဝင်ထန်းတင်လိုက်တဲ့ကဲ့သို့ဖြစ်သွားတဲ့အတွက်မြှင့်ထားတဲ့ရင်ွေကျန်းပကံတွေတောင်မှလဲကျသွားတော့တာဟာဟာလျှောက်ကဘာလဲဟာ မတီးဦးဦးလေးတာတော့လေတော့တော့ကြွားသွားတာပဲဟေးဟေးအစွမ်းပြပြီနဲ့တူတယ်ကွာဦးသားတော်ကပြောရင်းနဲ့ကြောတော်ပြလေတယ်ဖြစ်ပါမလားဦးလေးတာတော့ဖြစ်ပါတယ်ကွာတွေးဖို့မနေစမ်းပါနဲ့ငါးကြီးတကောင်ကောင်သွားရင်းလာရင်ဝန်တိုက်သွားတာလည်းဖြစ်နိုင်တာပဲကဲရှေးပြေခံနေပြီမင်းချောင်းမင်းသွားတော့အเจ้าရှင်လှမ်းပြီးအတန်ပြူလိုက်မယ်နေမောင်တယောက်လဘာတပင်ချောင်းဝါကိုပြင်ရောက်တဲ့အခါရေငြိနေရာတွေကိုတွေ့ရတဲ့အတွက်ကြပြာကြာလေးဆိုင်ပြီးရေထဲကိုခုံဆင်းရတယ်လေပေါ်မှာ လမောင်းလုံခန့်မျောတိုင်တွေကိုယူနှစ်တောင်ခန့်မြချပြီးတော့ခက်ဆိုင်စိတ်ဆိုင်လိုက်တော့တာပြီးတော့မှတန်းပစ်ပြီးကျိုးနဲ့ခိုင်ခန့်စွာခြေရပြီးတော့တယ်ရင်းငိမ့်နေတဲ့အတွက်ရင်းကူးရံအကောင်းဆုံးချိန်မလို့ကြပြကြပြင်တစ်ဖက်ကိုရင်းဆွဲပြီးတော့ကူရပြီတစ်ဖက်လန်နာဇက်ကဆက်ပြီးတော့မှလှေပေါ်ကိုတက်ကပြင်ပြားနဲ့ရင်းထိတ်ကိုရိုက်ချလိုက်တော့တယ်ဈေးနှလားအောင်ထုချပြီးတော့မှရေထဲကိုတဖန်ပြန်ဆင်းပြီးရင်းအောက်ကိုငုတ်ကအပေါင်ရှိမရှိစစ်စီရတာ ရှင်ပိတ်ထားပြီးတော့မှပြန်ဆင်းသွားတဲ့အခါရှင်ပြန်ဘက်ကဆင်းရလေတော့တယ်။ရှင်ပိတ်လိုက်တာနဲ့ချောင်းတွင်းဘက်မှာမှောင်သွားပြီဖြစ်တဲ့အတွက်အန်ဒီရဲ့ပေးတတ်တဲ့မိချောင်းကမန်းနဲ့တခြားအကောင်ကြီးတွေကချက်ချင်းပြန်ထွက်လာတတ်တဲ့အတွက်အန်ဒီရဲ့ရှိတဲ့အတွက်ကြောင့်ဖြစ်ပေးတယ်။နေမောင်မှာရေငုံကရိယာကိုကြီးမပါဘဲနဲ့အချိန်ကြာမြင့်စွာရေအောက်မှာငုံနိုင်တဲ့အတွက်ဒီဘက်ကန်းကနေပြီးဟိုဘက်ကန်းထိအောင်မနာမနေစမ်းကြည့်နိုင်လေတဲ့ ရေမကြီးလင်းအေးများတော့လဲတူတူခါခါငန်လာတဲ့အတွက်ပဇက်တွင်းကိုအမှန်မဲ့ဝင်လာတဲ့စားငင်ရီတွေကိုမကြာခဏထွေထုတ်ပြရတယ်။စိတ်ချလိုက်ပြီးဆိုတော့မှလှေပေါ်ကိုပြန်တက်လာတာချောင်းများဘက်ကနေရေတွေပြန်စီးထွက်လာနေပြီ။နေမောင်တရားကဘာကရပြီးပစိုးရီစိုးကိုလဲပြီးလှေကိုရင်းတိုက်တွေမှာကက်လန့်ချီထားလိုက်တော့တာ။အဲလိုပြုလို့ရခြင်းမှာရေပြည့်ချိန်မှာရင်းလိမ့်မှာရေပေါ်ကိုတရောင်နှစ်တောင်ခန့်များသာပေါ်ကျနေတဲ့အတွက်ရေချိုရက်မှာငပတ်ရေငန်ရက်မှာ ကပီလူကဲတို့သောအခုံပြင်းတဲ့ငါးမျိုးနဲ့တွေ့ရင်လှေထဲကိုကြစီရန်ဖြစ်ပေတယ်ရှိစီယာမှာတစားတစားအရှိန်မြင့်လာရာချောင်းမြာဘက်ကတိရွတ်တိုက်ခတ်တရရင်းကျိတ်ကုန်လာခဲ့တဲ့အတွက်ဖဲထုတ်ပြရတယ်။အဲလိုမှမဟုတ်ဘူးဆိုရင်ရေထွက်ပေါမရပဲနဲ့ရင်းလဲသွားနိုင်တယ်။နေမောင်တယောက်တိုင်တွေကိုကင်ထားရင်းနဲ့ငါးပစုံတိုးမတိုးစမ်းကြည့်နေရင်ကနေရင်ခုန်နေမိတော့တာ။ ချောင်းမြဘက်မှာဘလို့တတ္တဝါမျိုးဝင်နေမလဲဆိုတာဘသူမှအတက်မသိနိုင်ပါစေတကယ်လို့ကြီးမားတဲ့ငါးကြီးတွေမိချောင်းတွေဝင်နေမိပါကရှေးကြတဲ့အခါချောင်းဝပြန်ထွက်လာကချောင်းပိတ်ထားတာနဲ့ဂျုံနေရင်ပြင်းထန်စွာဝင်ရောက်တိုက်ခိုက်တတ်တဲ့အတွက်ချောင်းပိတ်တဲ့သူတိုင်းရင်ခုန်ရသည်မှမဆန်းပါတစားတစားနဲ့ရင်းတောင်ခန့်ညကြာသွားသည့်ထိထူထူခြားခြားမဖြစ်တဲ့အတွက်အတန်ငယ်စိတ်အေးသွမ်းလီတော့တယ်။ချောင်းတွင်ကခုံထွက်လာပြီးရန်ထိတ်ကိုကြောကလှေဝမ်းထဲကိုရောက်တဲ့ကပီလူးတစ်ကောင်နှစ်ကောင်ခုံနေတဲ့အတန်ကိုကြားနေရတယ်။ ရင်းထိတ်3000များပေါ်သွားပြီဆိုတာနဲ့လေကိုကန့်လန့်မထားတော့ဘဲအလျားလိုက်ပြန်ထားကလေဝန်းလေးကိုဝင်အချမ်းတတာစီရန်အတွက်စေဘလေးတလေးကိုအမင်းကြီးဖွာတောင်းနေလိုက်တယ်နေမောင်တို့ဖို့အလုတ်ထဲမှာစိတ်စောကတ်နေတဲ့အတွက်ချမ်းရအေးရမယ်မသိတော့လေတမ်းမန်ဖို့မှာဆောင်းချုံထားမှအချမ်းလုံးသည်ထိအေးနေပြီးတော့တယ် ဆေးပန်းလေးတဝက်မြမကုန်မီမိမိနာမည်ကိုခေါ်နေတဲ့ကြားရတဲ့အတွက်ကြပြကြရပြင်ကိုထွက်ကနာဆွင့်ကြည့်လိုက်တယ်။ဥဒရုံတန်ကြတော့မှအမှန်တကယ်ခေါ်နေမှန်းသိရတဲ့အတွက်ကြပြကြရလှေကျိုးဖြုတ်ခတ်တွက်လာခဲ့တော့တာ။ရေဆုံနေရတဲ့အတွက်ခနာကျဲမင်ဥဒရုံရှိရာတမဲချောင်းကိုရောက်လာလေတော့တယ်။ဥလိတာတော့ကျွန်တော်ကိုခေါ်လာ။အေးဟေးဒီမှာလာကြည့်ပါဦးဟာ။ဥဒရုံရဲ့အေးတကြီးလမ်းပြောတန်ကြောင့်နီမောင်ပြုံးလိုက်မိတော့တယ်။ဧကန်ကတော့ငါးကြီးကြီးတကောင်မိနေပြီထင်တယ်။ အနာရောက်မှသူ့အတွင်းနဲ့တက်တက်ဆင်အောင်လွဲနေမှန်သိတော့တာဘာကြောင့်လဲဆိုရင်ဥဒရုံပိတ်ထားတဲ့ရင်းမှာအလဲတဲတဲလောက်မှာကြီးမားတဲ့အပေါင်းကြီးတစ်ခုဖြစ်နေတဲ့အတွက်ကြောင့်သာဒီဘလို့ဖြစ်ရတာလဲဦးလေးတာတော့ပြောမပြောချင်ပါဘူးကွာမင်းမြင်တဲ့အတိုင်းပါပဲဘာကောင်ခွဲသွားတာလဲမြင်လိုက်သလားတတိချာချာမမြင်လိုက်ဘူးကွာရေချောင်းအထိဘာမှမထူကြပဲစောစောမှချောင်းပြဘက်ကမဲမဲတန်တန်တကောင်ထိုးဆင်းလာပြီးရင်းအောင်ခွဲသွားတော့တာပါပဲကွာရိုးရိုးရိပ်တွေပဲတွေးလိုက်ရရလေ နေမောင်ကရင်ခွဲကြီးကိုစိတ်မကောင်းစွာကြည့်ပြီးကနော်နဲ့ပြန်ဆက်ကြည့်မလားဦးလေးသာတော့မထူးတော့ပါဘူးကွာဒီလောက်ကြားနေမှာတော့ဘောချောင်းထဲရှိတဲ့ငါးကြီးငါးကောင်းတွေထွက်လို့ကုံလောင်ရော့ပေါ့ဦးသာတို့ရဲ့စိတ်ပြန့်အာရုံတန်ကြောင့်နေမောင်မောင်စိတ်ညက်သွားမိတော့တယ်နေအောင်သားစကားဆက်မပြောကြတော့ပဲရင်းတွေတိုင်တွေတန်းတွေကိုဖြုံးတော့သိမ့်စီကြလေတော့တယ်စိတ်မပြတ်ပါနဲ့ဦးလေးသာတို့ရာမနေ့ပြန်ညကြတော့ထပ်ပြီးတော့ပြိတ်ကြသေးတာပေါ့စိတ်မပြတ်ပါဘူး ဒါပေမဲ့ဘာကောင်မဲတဲတဲကွက်ကွက်မသိလိုက်လို့တော်တော်ကိုခက်တယ်။ကတ်တမောင်းရောမဖြစ်နိုင်ဘူးလား။မဖြစ်နိုင်ဘူးကွ။ကွဲသွားတာကတတဝါတကောင်ကြောင့်လက်နဲ့ဆွဲဖြဲသွားတာမျိုးကွ။ဒါဆိုရင်မိချောင်းဖြစ်မှာပဲ။အေးဖြစ်နိုင်တယ်။ဒီမိမလာကြောင်တကြောင်မှာအခုတလောမိချောင်းတိတ်ပေါ်နေတာ။ကဲမုန်းလင်းကန်နေပြီ။မင်းချောင်းသွားကြအောင်စို့။မနေ့ကျတော့ကျွန်တော်စီကတဝက်ခွဲယူပေါ်ဗျ။လုံနေစမ်းပါနဲ့ကွ။ဘဲဟုတ်မှလေ။အတူတူလာတဲ့သူချင်းချင်းတယောက်စင်မပြေတယောက်ကကုညီပေးရမှာပေါ့။ နှစ်ယောက်သားစကားတပြောပြောနဲ့လဘာတပင်ချောင်းဝကနေထောက်ခဲကြလေတော့တယ်။မိုးလင်းနာနဲ့ရေဆက်သွားခဲ့ကြပြီးတမဲချောင်းမငါးပစုံတွေကိုဖမ်းပြီးချောင်းဝကိုထွက်ကရွှဲသင်းမောနဲ့မြို့ပေါစီနဲ့ပေးသွင်းကြလေတော့တယ်။စားစီအလုံးလောက်ပါကြတဲ့အတွက်နောက်ထပ်စီးရင်မှာမှားစရာမလိုတော့တဲ့အတွက်ကြောင့်ငါးပစုံဘိုးတွေကိုတခါတည်းရှင်းယူလာလိုက်ပြီ။ဒီမောင်ကဥတာတော်ရတဲ့ငွေကိုတဝက်ခွဲပေးလိုက်လေတော့တယ်။ဒါပေမဲ့သူရတဲ့ငွေကိုခွဲပေးတော့လေဥတာတော်ကမယူပါသေး။ထားလိုက်စမ်းပါဒီမောင်ရ တ냐အဆင်မပြေရနဲ့ဘာမှဖြစ်မသွားပါဘူးကနောက်ညတွေကြံနေသေးတာပဲဒါပေမဲ့ဒီတစ်ခါတော့ပေါ့လို့မဖြစ်ဘူးဟိရင်းတွေရောအကြနာပြန်ကြည့်ရအောင်မဲဘာကျိုးနဲ့ကြက်မှလဲဦးလေးတာတော့ဒီမှာရင်းမှရှိတဲ့အုံးစံကြိုးရီကိုအကုန်ဖြုတ်ပြက်ပြီးတော့ဓမင်းຫນွယ်ကြိုးနဲ့ပြန်ကြက်မယ်သိပ်ပင်မမ်းမယ်ထင်တယ်နော်ပင်မမ်းမစီကွာသူ့အသက်လိုချင်မှတော့ကို့အသက်တဝက်ပေးရတော့ရောဘာရေးလဲကဲပြောနေတာကြပါတယ်လာတော့ပေါ်သွားပြီးတော့ဓမင်းຫນွယ်ကြိုးခုတ်ကြရအောင် ်ကလီရီယိုကမ်းဘေးမှာစိုက်ထားပြီးဓမ္မတယောက်တစ်ချောင်းနဲ့တောပေါ်ကိုတက်ခဲ့ကြပြီးပိုးလောင်တွေမှာသူတို့သွားရနောက်ကိုအုံလိုက်တပွဲဝဲလိုက်ကိုက်နေရတဲ့အတွက်တင်ကိုင်းနေချိုးပြီးတော့တပြန်ပြန့်နဲ့ရိုက်ထုတ်ပြရလေတော့တယ်။တမင်းရွယ်ကျိုးရှာရတီမှာမလွယ်ကူပါဘူး။အဆိုပင်ရှားရာထက်အချောက်ပင်ရှားရာပိုးပြီးတော့ခတ်တယ်။အချောက်ပင်ဆိုဒီမှာတင်းခုတ်သမားတွေဓာတ်ချက်မိပြီးတော့ပင်ကြီးပြက်ကရက်တော်ကြတော့၆တွေ့သွားခြင်းဖြစ်ပြီးတယ်။၎င်းအချောက်ပင်တွေကိုရှာပြီးအရွက်ချောင်းအမြင့်တွေကိုဖယ်ပြီးတော့ရေစင်ရပြီး အတန်ကြောင်စိတ်မဲ့ဆွေးတော့ပြောလာတယ်။အဲဒီခါမှာကျိုးအဖြစ်နဲ့အသုံးပြုလို့ရနေပြီ။ကျိုးတွေအစင်သိမ်းရတဲ့အခါမှာမြေပြင်ကြီးတဲ့နေရာမှာရှင်းလင်းပြီးတော့မှရှင်းကျက်လေတော့တယ်။ကန်းစက်နဲ့နေတဲ့နေရာဖြစ်တဲ့အတွက်ပိုးလောင်းတွေတပွဲပွဲလာကိုင်းနေရအလုံးမဖြောင်းတဲ့အတွက်ဘေးနားမှာမိဖို့ပြီးမိကွန်းဝဲလှုပ်ပြီးတော့မှတတ်တရာရသွားတော့တာနီမောင်ကပါဝမ်းကူကျက်ပြီးတဲ့အတွက်ဥဒါရုံကပြောစီရန်ပုံမြင်တစ်ခုပြောပြလိုက်တော့တယ်။ဓမင်းရွယ်ကျိုးနဲ့ပတ်သက်ပြီးတော့တာပုံမြင်တစ်ခုရှိတယ်ကွာဦးလေးပြောပြမယ်နားထား တခါတော့ကရေလုံသားတယောက်ဟာချောင်းတစ်ချောင်းကိုပိတ်တဲ့အဲ့ဒီမှာတင်ချောင်းထဲမှာအပိတ်ခင်ရတဲ့ငါးပစုံတွေဟာအသက်ပေးကျန်းရောက်လာတာနဲ့ကြောင်ရုံထိန်လန့်ဖြစ်ကုန်ကြတာပဲပစုံထုံကြီးတွေဆိုရင်ရင်ဘတ်စီတီးပြီးတော့ငိုကြတဲ့ကွာအဲ့ဒါနဲ့ချောင်းပြားကအစာရှာဖွေးပြီးအေးအေးဆေးဆေးဆင်းလာတဲ့ကတ်တပေါင်းငါးကြီးရမြင်တော့အကျိုးချောင်းမေးရနဲ့အားလုံးကဝိုင်းပြောပြတော့ဘာမှမပူနဲ့ငါကူညီမယ်ပိတ်ထားတဲ့ရင်ကဘာကျိုးနဲ့ကျက်တယ်လဲဆိုတာသွားကြည့်အဲ့လိုဆိုတော့ခြေမြန်လက်မြန်ရှိလာတဲ့ကပီလူးငါးကပြေးကြည့်တယ် ခနာချင်းမဲ့ပြန်လာပြီးအုံဆန်ကျုံနဲ့ကြက်ထားတဲ့ရင်းတွေပါလို့ပြောတော့ကတ်တပေါင်းငါးကြီးကအာရပါရရေးပြီးဘာမှမပူကြနဲ့စားမြေတိုင်းစားနေမြေတိုင်းနေကြငါလို့အောင်လို့ကူညီပေးမယ်လို့တောင်းဝန်ခံတဲ့ကွာအရာနဲ့ပဲငါးပစုံတွေရဟုံမဟုတ်ပါမလားလို့စိတ်ပူကြသေးတာပေါ့ကတ်တပေါင်းငါးကြီးကသိတယ်ဒါကြောင့်အချိန်ဆွဲမနေတော့ပဲချက်ချင်းရင်းချီကိုသွားသူ့ပဟတ်မှာပါတဲ့တင်နှုံးထားလုံထလာတဲ့မေယိုကြီးတွေနဲ့ထိုးခွဲပြစ်လိုက်တာကြီးမာတဲ့အပေါင်ကြီးတစ်ခုအလွယ်တကူဖြစ်သွားတဲ့ကွာငါးပစုံတွေလဲဝမ်းသာအားရထွက်ကြတော့တာပေါ့ကွာ ကတပေါင်း၅ကြီးကိုလည်းကျေးဇူးတင်အထင်ကြီးကောင်ကြတာပေါ့ဒါကြောင့်ကတပေါင်း၅ကြီးဝင်တဲ့ချောင်းမန်သမ ्या နောက်ကလိုက်ပြီးရဲရဲဝုံဝုံပဲအစာစားကြတဲ့လေဒါနဲ့ပဲနောက်တစ်ချိန်မှာတော့သူတို့အလုံးချောင်းပိတ်ခင်ရပြန်ပါလိမ့်ရောဒါနဲ့ငါးပစုံတွေကလည်းကတပေါင်းကြီးထံသွားပြီးတော့အကြောင်းကြားပြကြတာပေါ့ခါတိုင်းလိုပဲသွားကြည့်ခိုင်းတော့ကပီလူးငါးကပဲသွားကြည့်ပြီးတော့ပြောပြန်တယ်ဒီတစ်ခါတော့အရင်တစ်ခါလိုအုံးစံကျိုးနဲ့မကြက်ထားပဲဓမင်းရွယ်ကျိုးနဲ့ကြက်ထားတာပါလို့ဆိုတော့ကတပေါင်းငါးကြီးကလမ်းသွားခဲ့တာ ဒေကျိုးကိုတခါမှမသိပါဘူးဆိုပြီးတော့သွားကြည့်ကြတယ်။အနားရောက်တော့အုံဆန်ကျိုးလာပဲရှိတာမလို့ကြောက်စရာမလိုဆိုပြီးထုတ်ခွဲလိုက်တာ။တစ်ကြိမ်ကနေနှစ်ကြိမ်၊နှစ်ကြိမ်ကနေသုံးကြိမ်။အကြိမ်ပေါင်းများစွာခွဲပေမဲ့သူ့ရဲ့ဗဟတ်တွေသာပဲထွက်ကုန်ရောရင်းကားတော့လောက်တောင်းမလုပ်ဘူး။အဲဒီတော့သူပါအင်အားတွေရောလာပြီးဒီတခါတော့ငါပါတေးပြီးကွာဆိုပြီးတော့ချုံမွဲချငိုကြွေးတော့တဲ့ကွာ။အဲဒီဟာစပြီးကကရေကတပေါင်းဗဟတ်မှာရှိတဲ့အသွားတွေလွှားဆွဲလို့မငြင်းမညာဖြစ်တာလို့ပုံထဲမှာဖတ်ဖို့တာပဲကွာ။ ဓမင်းရွယ်ကျိုးခိုင်တဲ့အကြောင်းကတော့ဒလိုစာတင်ခံရတာမောင်ရဲ့ဦးသားတို့ကဓမင်းရွယ်ကျိုးခိုင်တဲ့အကြောင်းကိုပုံတိုပတ်စနဲ့မနာတမ်းပြောလိုက်တဲ့အတွက်မောသွားဟန်နဲ့ရှင်းချင်နေရမှာစေပန်လေးအမင်းကြီးပြီးတော့ဖွာတောက်နေတယ်နေမောင်မလည်းအပြင်းလဲပြေဘ ഹു ဒုတာလည်းရတဲ့အတွက်စိတ်ပါလက်ပါဆက်ကျနေရမိုးချုပ်ခန်းဒီမှာဦးသားတို့ရင်းချက်ကြီးပြီးသွားလိတော့တယ်ဒီညတော့တွေ့ကြရောပေါ့ကွာဦးလေးသားတို့ကနောက်တစ်ချိန်ခက်ချမ်းချမ်းပွဲမျိုးလေးတွေ့ချင်သေးတယ်ပေါ့ဟွတိတ်ဟုတ်တာပေါ့ကွာ စိတ်မကျေနပ်ပွဲလေးနှွဲကြံပါသေးတယ်နေမောင်ရတော်ကြာမနိုင်မနှင်းဖြစ်နေမှဖြစ်ရပါတယ်ကွာရေတရဝါကုန်းပေါ်တင်ကြံနေကြလို့မှလူဝမနိုင်ဘူးဆိုရင်ရာဇဝင်ရိုက်သွားမှာပေါ့ကဲမနေ့ကဒုတ်ပိတ်ပြီးတဲ့ချောင်းနေရတော့ဒီညပြန်ပိတ်လို့မရတော့ဒါကြောင့်သူ့အောင်နာက လမူချောင်းမှာပိတ်မယ်မင်းရောကျွန်တော်လည်းမျက်ဆောင်တို့ကဗလာချောင်းလေးပဲဝင်ပိတ်မယ်သိမရကြနေပါစေဦးလေးသားတော်အကြောင်းရှိလို့ကုညီနိုင်ပြီးတာပါပဲအေးကွာမင်းရဲ့လှုပ်ဖို့ကင်ဘတ်ပေါ်ထားတဲ့စေတနာတော့ငါတိတ်ကိုလေးစားသွားပြီး ကဲအချိန်မရှိဘူးသွားကြစို့လှင်းနှစင်းရှင်ပြီးတော့လမှုချောင်းရှိရာဘက်ကိုခတ်လာကြလိုက်တော့တာရေးပြေသွားပြီးတော့ရင်းဆွဲပိတ်ပြီးရတဲ့ဥတာတော်ရင်တွေကခုံလာခဲ့လေတော့တယ်တရိထားနေလျက်ပင်မကြာခဏရင်းချေကိုလှမ်းကြည့်နေမိတာရေးပြန်လှန်တာနဲ့ရင်းကိုလာတိုးနေမိတဲ့ငနုပ်ငဖွဲလေးတွေခုံလာတာကိုတွေ့ရပြီးရေးတမိုက်ခန့်ကြာသွားတာနဲ့ငါးကောင်ကြီးတွေဝင်တိုးတဲ့ပြန်လန်ထွက်သွားတဲ့နေကြရပြီး ငားရီယာရေတပ်ဥမာမျိုးပြီးတော့ချောင်းမြဘက်စီကိုဝင်ကအစားအစာတွေရှာဖွေစားတော့ပြီးတော့မှပြန်ထွက်လာကြတဲ့အခါမိမိတို့ထွက်လန်းကိုပိတ်ဆို့ထားခြင်းခံရတဲ့အတွက်ဒေါသကြီးစွာနဲ့တဝဝဝဝင်တိုးကြလေတော့တယ်ဒိုးစားစံကွာဒိုးစားစံခေါင်းနဲ့သာခြေထွက်ကုန်မယ်ငါရင်းနေတော့ကွဲမှာမဟုတ်ဘူးဟိဦးသားတော်ကရင်းတိုင်တစ်ခုကိုကိုင်းခြေနဲ့စွာနဲ့ကျုံးဝလိုက်တာတပြေးပြေးနဲ့ညံ့နေလာပြီဖြစ်ပြီးရရှေးမှာသုံးပုံတစ်ပုံခန့်ရောကြသွားလိမ့်ပြီး အခုချိန်ထိအချိန်နေမြည်တော့မှမထိုးကြသေးတဲ့အတွက်ဥဒါရုံစိတ်ပြတ်ချလာပြီတော်တော်ရေးစစ်ဖို့လိုနေပေသေးရာအတမပြောနိုင်သေးတဲ့အတွက်စိတ်ရှိရှိနဲ့စောင့်ရပြီးတော့မယ်မကြပါဘူးရေပေါ်မှာခမဲမဲတရံတစ်ခုကူးဆင်းလာတာကိုမှုံပြပြအလင်းရောင်ကြောင့်တွေ့လိုက်ရတော့တယ်အဲ့ဒီမဲမဲတရံမှာအတော်ဝင်ကြီးမားလာပြီးရာဥဒါရုံနာကိုဆုပ်လှီဝမ်းထဲမှာမိန်းကိုယူလိုက်တယ်ရေရောက်ကတတဝါကရင်းချိတ်ကိုရောက်တဲ့အခါအချိန်နေကြည့်နေရတဲ့ငြိမ်သွားတယ်ဥဒါရုံကလည်းမိန်းကိုအသင်ကိုင်ကမျက်ချိမပြတ်ကြည့်နေတာ ခလန္လာမသာသူကြည့်ဝင်နေအနာသွားမယ်ဆိုရင်တကယ်လို့မိချောင်းဖြစ်နေခဲ့တော့အမိနဲ့ရိုက်ချသွားနိုင်နေအတန်ကြာသေးသေးငြိမ်နေပြီးတော့မှရင်းနဲ့ရင်းတိုင်တွေတိတ်ကနေလှုပ်ရမ်းသွားတယ်ပထမတစ်ချက်တိုးကြည့်တယ်နောက်ပြင်းပြင်းထန်ထန်ဆက်ခါဆက်ခါကြိုးတယ်ရင်းနဲ့အတိုင်တွေမှာတွတ်တွတ်ခါနေတာတိုးစားกว่าရင်းနဲ့လာလေလေဒုက္ခရောက်လေပဲဟိဥသာရုံကမျောလင်းထားသလိုဖြစ်လာတဲ့အတွက်ဝမ်းသာကျေနပ်နေတာသို့တော့ရင်းခွဲထွက်သွားမှာတော့စိုးရိမ်နေတာပေါ့ ရေအောင်ကတတဝါကစိတ်ရှိလက်ရှိတိုးကြည့်ပြီးတော့မှမယာမန်းသိလို့လားတော့မပြောတတ်ပါငြိမ်ကြသွားလီတော့တယ်။အင်းမောသွားပြီထင်တယ်။ဦးသားတော်ရင်းတိုင်းတွေကိုကင်ကြည့်တော့လဲနောက်ထပ်လှူရှားမှုမတွေ့ရတဲ့အတွက်ရင်းတွေကွဲပြန့်မိလားလို့စိုးရင်မိသေးတော့တယ်။သို့တော့သို့တော့ရေပေါ်ပေါ်လာသေးသည့်အကောင်းပက္ခတိတိုင်းရှိနေတဲ့အတွက်စိတ်အေးသွားရပြီ။တစားတစားနဲ့အရှိဘက်ကရောင်ဒီဥတော်မှတန်းလာခဲ့ပြီးချောင်းတွဲမှာရေတော်တော်ဆက်သွားတဲ့အတွက်ရင်းအောင်ချိန်မှာငါးပစုံတွေစုပုံနေတာကိုတွေ့ရပြီးတော့တယ်။ သို့တော့ညကရင်းကိုတိမ့်တိမ့်ခေါင်တိုးသွားတဲ့မဲမဲတက်တော်ကြီးကိုတော့မတွေ့ရတဲ့အတွက်သိပ်ပြီးတော့မကျေနပ်ပါစေ။ရင်းမှာအကောင်းတိုင်းတွေ့ရတဲ့အတွက်လွတ်သွားမှန်းတော့တည်နေတယ်။မိုးလင်လာနဲ့ငါးချင်းသားကိုဆွဲပစုံနဲ့ငါးသေးတွေကိုအရင်ကောက်ထည့်တယ်။ပြီးတော့မှငါးကြီးတွေကိုကောက်တယ်။ကကရေကတပောင်းနဲ့ပင်လယ်ငခုငဝက်မစတဲ့အန်ရပေးနိုင်တဲ့ငါးကြီးတွေကိုကောက်တဲ့အခါလက်ကြီးတက်တက်ကောက်လို့မရပါစေ။ဒိုင်းဝေါ်ပေါ့ဆူစတာတွေနဲ့ဖျားရပေတော့တယ်။ ပင်လယ်ငါခုစူးမိရင်တရေတက်တရေကြောင့်အစိတ်တက်လေတကယ်တော့ကတပောင်းပဟန်းနဲ့ထိမိမယ်ဆိုရင်လေဟက်ခနဲ့ကွဲသွားနိုင်တယ်အတော်ပဲဟေးနေမှာအဲ့ဒီမှာလှိဆိုင်ပြီးတော့မိမ့်နေတာပါယူလာခဲ့ပါဟိနေမောင်ကမဆိုင်မတွားပဲလျှို့ဆိုင်မိမ့်တစ်ဖက်ဓာတ်တစ်ဖက်ကိုကင်ခုံဆဲလာလိုက်တယ်အနည်းရောက်တာနဲ့ဥသာတုံးကဒုနှစ်ယောက်ချောင်းပြဘက်ကိုလိုက်ကြရအောင်လိုက်လေညာဘာထူးလို့လဲရေတဝဲကြတဲ့လောက်မှာမဲမဲကြီးတကောင်ရင်းအောင်အတော်လာတိုးသွားတယ်ကွာငါလည်းမျက်စိရမတန်းတော့တဲတဲကွဲကွဲမသိလိုက်ရအောင် ဒါပေမဲ့ဂျီကောင်ချောင်းပြဘက်မှာခိုးနေမှတေးကြတယ်။ဦးလေးတာတော့ကဘာကောင်လို့ထင်လို့လဲ။ကတ်တမောက်တော့မဖြစ်နိုင်ဘူး။မိเจ้าဖြစ်ချင်ဖြစ်မဖြစ်ရင်တော့တခြားတကောင်ကောင်ဖြစ်မှာပဲ။ကဲသွားကြည့်မှသိရမှာပေါ့။ဦးတာတော့လည်းဓာတ်တလန့်အမိန်တစ်ဆောင်းကိုယူကနှစ်ယောက်သားချောင်းယုံတိုင်းတက်ခဲ့ကြပြီ။အဲလိုရှောက်လာရင်ကနေဂျိုက်တော်ဆက်ငရမ်းပိန်းတော်ဆက်တွေတွေ့ရင်ရန်သူရဲ့လက်အုပ်မှုကိုခံရတတ်တယ်။လမ်းတလျှောက်တွေ့သည်။အိုင်ငယ်ရီထဲမှာငါးရီပစုံတွေကိုတွေ့တော်လဲပဲမဖန်အားကြပါသေး ချောင်းတော်ဝက်ခံတက်လာမိတဲ့ဆိုရင်ပဲအတော်ကျဲဝင်းတဲ့အိုင်တိုင်ကိုတွေ့ရပြီးအိုင်ထဲမှာရှိတဲ့ရေတွေနောက်နေတဲ့အတွက်အနာသိမ့်မကန်ဝင်မဲနဲ့ခက်ခွာခွာမှအကဲခံနေကြတာတတဝါတကောင်ကောင်ဒီထဲမှာရှိတာသေးကြတယ်ကွာမရမသားနဲ့ထိုးကြည့်မလားအေးအနည်းရထိုးလို့မဖြစ်ဘူးအတွေ့ရတတဝါတက်လာရင်ဘွဲထဲမှာတို့ပြေးလို့လုံမှာမဟုတ်ဒီတော့အဝေးရနေပြီးတော့ပဲပြစ်ထိုးကြည့်ရမှာပဲလေကောင်းတာပဲကဲစားကြစို့ကမ်းပေါ်တက်ပြီးတော့အရွယ်တော်မရမသားတွေကိုအရွက်သက်အဖျားချက်ပြီးတော့ အရင်ဟိုချုံကတော်တော်များများရအောင်စုပုံထားကြလေတော့တယ်။အတော်ရပြီဆိုတော့မှတရောင်တလန်အိုင်တွင်းကိုပြစ်ထိုးချကြပြီးမရမသားတွေကပထမတစ်ချောင်းတစ်ချောင်းဝင်သွားပြရနဲ့ချောင်းအနှက်ဖြာဖြောင်းကနေဖြောင်းကနေမိကအပိုင်ပိုင်ပြတ်ထွက်ကုန်ပြီးအိုင်တွင်းကတတဝါပေါ်လာတယ်။ဟာမိချောင်းကြီးပါလား။နေအောင်စလုံးအံ့ဩထိတ်လန့်သွားကြတော့တာအိုင်တွင်းကမိချောင်းကြီးမှာမရမသားကြုံထိုးချကြောင်းနာကျင်ဒေါသထွက်နေရတဲ့ရန်သူကိုတဲတဲမဲမဲရှာဖွေနေလေတော့တယ်။သူတို့နဲ့အတန်းငယ်ဝေးတဲ့နေရာမှာသာနေလို့တော်တော်တယ်။ မဟုတ်ပါရင်အတင်းတက်ဆွဲမလာတော့မသိပါကြ။တို့ဘာဆက်လုပ်ကြမလဲနေမှာ။အခုမှတော့မထူးတော့ဘူး။ပရမသားတွေလမှုဖို့တွေရသည်များခုတ်ပြီးတော့ရအောင်ယူဖမ်းပြရမယ်။ဒီကောင်ရရင်မနေဘူးလေ။နှစ်ယောက်သားတက်ညီလန်းညီတယောက်ကပရမသားတွေကိုခုတ်အဖျားချောတယောက်ကလမှုလဖို့တွေကိုအရွယ်စားမျိုးမျိုးခုတ်ယူလာကြတယ်။မကြမီသူတို့လိုအပ်တဲ့ပစ္စည်းတွေအတော်ရတဲ့အတွက်တိုက်ပွဲဆိုင်ရန်အရှိန်ယူကြပြီ။ရှိတဲ့ကတရဝါကလည်းအစွမ်းကုန်ပါဇက်ကြီးကိုဖြဲသူတို့ရှိအောင်ကောင်းလဲလာပြီမင်းကမရမသားဇွန်နဲ့ထိုးငါကပါဇက်ထဲကို ဖို့တွေဝယ်အောင်ပြည့်သွဲမယ်။ပါဇက်ဟာလို့မရရင်အမိရိုက်ချက်လောက်ကတော့မှုစရာမလိုတော့ပါဘူး။ကဲစကြမယ်။နေမောင်ကမရမသားချုံရင်းနဲ့ပြစ်ထိုးတယ်။ဒုက္ခနဲ့ဒုက္ခနဲ့မိသားနဲ့အတူမိချောင်းကြီးမှပုံမောဒေါသဖြစ်လာရင်နဲ့ဝင်လာသမျှမရမသားတွေကိုအမိနဲ့ရိုက်ထုတ်ပြလေတယ်။အမိရိုက်ချက်ထိတဲ့မရမသားတွေကဖြောင်းကနေကျိုးထွက်ကုန်ပြီးအပိုင်းစားတွေတောင်သူတို့ထံကိုအရှိန်ပြင်းစွာနဲ့ပြန်လွင့်လာတဲ့အတွက်လှုပ်အောင်လို့မနေရှောင်လိုက်ရတော့တာ။ဦးသားတော်ကလည်းရာသမျှအခွင့်အရေးကိုလက်လုံမပေးဘဲဖော်လုံးနေတဲ့ပြည့်သွင်းလျာ ဖောင်းနေဖောင်းနေဝါပြက်လေတဲ့ဦးသားတော်မှာသူတို့ဂျန်စီအောင်မအောင်မတော်မလားလို့တွေးတောပူပန်နေတဲ့အတွက်နီမောက်ထံကိုအကြံတောင်းတဲ့သဘောနဲ့လှမ်းကြည့်လိုက်တယ်။တလုံးစင်မပြင်းနဲ့တလုံးမီတလုံးဇက်တိုက်ပြသွင်းဂျာမပထမတလုံးကိုကိုက်ပြလို့အချိန်သေးသွားတဲ့ပါဇက်နောက်တလုံးနဲ့ထိပြီးတော့ညှက်သွားမှာပေါ့။နီမောက်ကအဲ့လိုလှမ်းပြောတော့မှဦးသားတော်သဘောပေါက်သွားပြီးပေါင်လုံးတာတာခန့်အရွယ်တော်လက်မှုဖော်ကြီးနှလုံးကိုလက်တစ်ဖက်စီမှာအသိန်းကိုင်းနီးနိုင်သမျှနီးအောင်တိုးဆန်းသွားတယ်။ဦးလေးသားတော်အတင်မရဲနဲ့နော်။ မိချောင်းကြီးကလူရဲတွေ့တဲ့အတွက်ရံမူရံအတွက်ပါဇက်ကြီးကိုအစွမ်းကုန်ဖြဲလှည့်လာလျာဦးသားတော်တရရာသမျှအခွင့်အရေးကိုလက်လုံမပေးပဲဖော်လုံးကြီးနှလုံးကိုရှေ့စင်အောင်ဆက်ဇက်တိုက်ပြင်သွင်းလိုက်တဲ့ပထမတစ်လုံးကအပိုင်ပိုင်ပြက်အောင်ကိုက်ဖြတ်နိုင်တော့လေနောက်တစ်လုံးကိုတော့ကိုက်ဖြတ်နိုင်စွမ်းမရှိတဲ့အတွက်ပါဇက်နှစ်ခုဟမရအောင်ညက်သွားလိတော့တယ်ဟာအောင်မီကလာအနာဆဲမယ်တရုံးရောက်ဇန်လာတာကိုမြင်တာနဲ့ပါဇက်အားကိုမရတဲ့မိချောင်းကြီးမှာအမီးနဲ့တဝီဝီရိုက်လိတော့တယ်အိုင်တွဲမရေတွေမှာမိချောင်းကြီးလှောင်ရှားမှုတွေကြောင့်နောက်ကျနေပြီး နှစ်ယောက်သားရုတ်တရက်အနောက်ကပ်ဖို့မလွယ်တဲ့အတွက်နေမောင်းကအချိန်မရှိတော့ဦးလေးသာတော့ကျွန်တော်တို့စွန့်ဝဖြစ်နေမယ်ထင်တယ်။ဘလို့ဝင်ကြမှာလဲ။သူ့ရဲ့မိသူကိုဓာတ်နဲ့ခုံနိုင်ရင်ကြောက်စရာမလိုတော့ဘူး။ဦးလေးသာတော့ရှိရဝဲကျွန်တော်ဓာတ်နဲ့ဝင်ခုံမယ်။မင်းဝင်တဲ့အခါမှာတရေထားနေမိသားခွေတွေကမဝင်နဲ့အမိရိုက်အားလို့တဲ့ခွေပြင်ဘက်ကလှည့်ဝင်။ဟုတ်ကဲ့ပါ။ ဦးလေးသားတို့ကအရင်ပဲမိုင်းမိုင်ကန်ကန်စွတ်တိုးဝင်သွားရပါဇက်နဲ့ကိုက်ရန်မတတ်နိုင်တဲ့မိချောင်းကြီးမှာအမိနဲ့ရိုက်ပြင်းရန်လှည့်လာလိုက်တာနဲ့မိမောင်ကခုံဝင်သွားပြီးမိတို့နေရာကိုမှဓားနဲ့တအားကိုခုတ်ချလိုက်တော့တယ်။ဒုက္ခနဲ့မြည်တမ်းနဲ့တူနေရတဲ့သွေးတွေဖြာဆဲလာခဲ့ပြီးမိချောင်းကြီးမှာအလုံးကုန်နာကျန်သွားဟန်နဲ့နောက်တစ်ချက်ခုတ်ရန်ပြင်နေတဲ့နီမောင်ရက်လက်ကိုအမီးနဲ့ရိုက်ချလိုက်တော့တယ်။နီမောင်တယောက်အားကနေတာအွန်လိုင်းပြီးဓာရောက်လူပါလွင့်စင်ထွက်သွားခဲ့တာ ဦးသားတော်မှာနေမောင်းဖြစ်ကုန်မျက်နှာနဲ့ဒေါသကြီးစွာနဲ့မိသားရဲ့ခေါင်းမော်ကိုခုန်စင်ကဓာတ်နဲ့တော့ခုန်လေတော့တယ်။မိမောင်းမှာလည်းညာဘက်လက်တစ်ဖက်လုံးလုံးဝလှုပ်မရတော့အောင်လို့နာကျင်နေတဲ့ကြားကနေအတင်းပြီးကြံတစ်ဖက်နဲ့ဓာတ်ကိုပြန်ကောက်ကဝင်ရောက်တိုက်ခိုက်တဲ့အတွက်မိသားတစ်ကောင်နဲ့လူနှစ်ယောက်တို့ရေထဲအိုင်တွဲမှာတိုက်ပွဲကပြင်းထန်လွန်လာတော့တယ်။တစားတစားနဲ့ချောင်းအတွင်းကိုရေတွေဝင်လာပြီးမိသားကြီးကပါဇက်ကလည်းမဟာနိုင်သူ့အားထားတဲ့အမိကိုဓာတ်နဲ့ခုတ်ချင်းခံထားတဲ့အတွက်အတန်ကြာတဲ့ခါမှမလုံနိုင်တော့ပါဘူး။ ။နေမောင်းတဲ့ဥသာတော့မှလည်းမနာအားပဲနဲ့နှွယ်ကျိုးတွေကိုရှာပြီးမိချောင်းတွေကိုမလုံနိုင်အောင်တုတ်ပြီးတော့ဆွဲထုတ်လာခဲ့လိုက်တော့တယ်။နေမောင်းလေးဘောကိုမိချောင်းကြီးအားတင်ပြီးတော့မှနေမောင်းလက်ကိုဂယုတဆိုင်ကြည့်လိုက်တဲ့အခါညာလက်ပြန်အတွင်တွင်ကျိုးသွားတာကိုတွေ့ရတဲ့အတွက်တက်သားတစ်ခုနဲ့ပူပြီးပစိုးစုံနဲ့တင်းတင်းဆွဲချပေးလိုက်တော့တယ်။နေမောင်းမှာစောစောကသွေးပူနေစဉ်ကဘာမှဖြစ်တော့လဲသွေးရီးသွားတာနဲ့တဆက်ဆက်လက်နာလာတဲ့အတွက်လှေမခတ်နိုင်တော့တဲ့အတွက်ကြောင့်ဥသာတော်ကပင်လှေနှစင်းတွဲပြီးတော့ခံရပြီးတော့တယ်ဒီကောင်ကြီးကိုဘယ်လိုလုပ်မလဲဥလိတာတော့ ဖန်ဝင်မြေရိုးမှာရေပိုင်တာဝန်ကြားတဲ့ကိုလာမောင်တို့စီကိုပေးသွင်းမယ်လေသူ့အတွက်လည်းအကောင်းကြီးတို့တို့အတွက်လည်းငွေအများကြီးရတာပေါ့ကွာမျိုးရောက်ရင်မင်းလက်ကဒံယာစေကုဘူကအရေးကြီးတယ်ကွာဒံယာအတွက်ကတော့ကျွန်တော်မပူပါဘူးကိုထန်အာရင်သားရဲ့ရန်သူကျွန်တော်နှစ်ယောက်တက်ညီလက်ညီတိုက်ခိုက်ကြလို့အောင်မြင်တော့ပဲကျွန်တော်ဝမ်းသာလို့မဆုံးပါဘူးဦးလေးသားတို့ရဲ့အေးတို့ရဲ့စွန်စားကြိုးပမ်းမှုတွေဟာဒီကြောင်ထော်ရေးကြောတကြောမှာဘဝတူရေလုံသားရိကိုအန်ရဲ့ဘေးနေတဲ့တတဝါတကောင်ရောပါသွားတာ ው တော့ငါတော့ကျေနပ်လာပြီကွာ လူရင်းရောင်းနဲ့မိချောင်းတကောင်ပါတဲ့လှေနှစင်းဟာကြောင်ထော်ရေကျော်မထွက်ကရေစုံတိုင်းတရွေ့ရွေ့စုံလာတာကိုတွေ့ရလေတော့တယ်။ဒီကနေ့ရင် Ghost Story ဘာချန်နယ်ကနေထုံးလန့်တင်ဆက်ပေးခဲ့တာကတော့စာရေးဆရာဆရာတရိဆက်ကရေးသားထားတဲ့ဓမင်းနယ်ဆိုတဲ့ဇင်ဝင်စားဝယ်ရာဇလန်းစာဆောင်ကိုထုံးလန့်တင်ဆက်ပေးခဲ့တာပါ။ နောက်တစ်ခေါက်တွင်မှာဆိုရင်လည်းပရိသတ်ကြိုက်ပုံမှုစိတ်ဝင်စားဖို့ကောင်းစေမယ့်ဇာလန်ကြောင့်ရတွေကိုဆက်လက်ရွေးချယ်ထောင်းလွှင့်တင်ဆက်ပေးမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြိုးစားအားပေးချစ်ခင်ကြပါအောင်လို့ပြောကြရင်လည်းနှုတ်ဆက်ပါရစေ။အမြဲတမ်းချစ်ခင်ပေးလို့ကျေးဇူးတင်ပါတယ်။